ီတပတ်ခေါ်ဖို့အလှကြတဲ့မင်္ဂလာကကာလေနဓမ္မတာကိစ္စာဆိုတဲ့မင်္ဂလာကာလေနတင့်တင်လျှောက်ပတ်သောအချိန်၌ဓမ္မတာကိစ္စာတရားစကားဆွေးနွေးခြင်းသည်ဟုတ်တမန်မြတ်သောမင်္ဂလာမင်္ဂလာမြည်ဒီမင်္ဂလာနဲ့အတူရှေ့မှာကာလေနဓမ္မတဝနံလို့ ပါပြည်သားဖြစ်အဲဒီမှာတော့ကတော့တင့်တင့်လျော့ပတ်တဲ့အချိန်မှာတရားနာကြခြင်းသည်မင်္ဂလာဒီမှာကျတော့တင့်တင့်လျော့ပတ်သောအချိန်မှာတရားဆွေးနွေးခြင်းသည် မင်္ဂလာလို့ဒီမှာဆွေးနွေးတာကိုမြတ်စွာဘုရားကမင်္ဂလာ ခွဲခေါ်တယ်ငါအဲ့ဒါလေးကိုစဉ်းစားတယ်ဘာလို့ခွဲတာပါလဲမြတ်စွာဘုရားခွဲခေါ်တယ်နော်อืมနည်းနည်းတော့တယ်မတူတော့မတူဘူးပေါ့နော်မတူဘူး တရားစကားဆွေးနွေးတာဆွေးနွေးတာနဲ့ဟောတာနဲ့ဘလို့กว่าတော့ဆိုတော့ဟောတယ်ဆိုတာဟောတဲ့ပုံကိုတယောက်ကနေပြီးတော့ထိုင်ပြီးတော့သူကထောက်လျှောက်ပြောတာအောက်ကနားထောင်တဲ့ပုံကငြိမ်ပြီးတော့နားထောင်ဘာမှပြန်မပြောဘူးအဲ့ဒါကိုဒါတရားနာတယ်လို့ခေါ်ဒီမှာကြတော့တာကိစ္ဆာလို့စကလုံးသုံးလိုက် ဘာကိစ္စကြတော့ဆွေးနွေးတာကြတော့အပြန်အလှန်ပြောရတယ်ဒါမှဆွေးနွေးတာသူကဒီဘက်ကလည်းပြောရတယ်ဟိုဘက်ကလည်းပြောရတယ်အဲ့ဒီလိုအပြန်အလှန်ပြောတာကိုဆွေးနွေးတယ်လို့ပေါ်တယ်အဲ့တော့သူကမတူဘူးပေါ့အဲ့ဒီမှာသကလုံးလေးရဲ့ကြည်ရင်နဲ့ဒီတာကိစ္စဆိုတဲ့သကလုံးလေးကလည်းပဲထူးဆန်းတာလေးပေါ့ဒါကတော့မင်းတို့နဲ့တော့လူတွေနဲ့တော့မဆိုင်ဘူးပေါ့လေဘုန်းကြီးတွေဘုန်းကြီးတွေငါးတပည့်တွေက ဒီတရားနာရရှိလို့တာကိစ္စာဆိုတဲ့စကားလုံးဟာတဟနဲ့ကထနဲ့နှစ်ခုတွဲတာတဟကအတုတကွကထကစကားပြောတာဒါကိုတာကိစ္စာလို့ခေါ်သူနှစ်ယောက်ရှိအ ਨੇ ဆုံးနှစ်ယောက်ရှိရတယ်နှစ်ယောက်မှကသုံးယောက်လေးယောက်လည်းရှိလို့ရပါတယ်တာကိစ္စာကထကထမှာထ ထဇင်နုကိုရာပင်တိုက်လို့ကကထရလို့တက္ကတမှာရှိကထရအဲ့ဒီထဇင်နုရာပင်ကပါဠိကြတော့စာလုံးနဲ့စလိမ်အဆင့်ကိုအတန်ပြောင်းသွားသူအတန်ပြောင်းပုံလေးကတာဝဲမှုကိုရာပင်လို့ရှိရင် စာလုံးနှလုံးပြောင်းတယ်ထဇင်နုကိုရာပင်လို့ရှိရင် စာလုံးနဲ့စလိမ်ကိုပြောင်းသူအဲ့ဒါပြောင်းသွားတော့တာကိစ္စတကွစကားပြောတာတာကိစ္စလို့ခေါ်တယ် တော့ကာလီနာယတင်းတင်းလျောပတ်တဲ့အချိန်မှလည်းဟိုမှာတော့ကတော့တင်းတင်းလျောပတ်တဲ့အချိန်အယူနဲ့ဒီမှာတင်းတင်းလျောပတ်တဲ့အချိန်အယူအစလေးလည်းပဲနည်းနည်းလေးတော့လွဲတယ်ဒီမှာကြတော့ထကရာဆရာကြီးကတင်းတင်းလျောပတ်တဲ့ဆွေးနွေးဖို့တင်းတင်းလျောပတ်တဲ့အချိန်ဟာတဲ့မနေ့သောသော အချိန်နဲ့ညနေဆောင်အချိန်လို့ပြတယ်နော်အဲ့ဒါကတော့ဖခင်လက်ထက်ကဟာကိုသိမှရမယ်မြတ်စွာဘုရားလက်ထက်ကမြတ်စွာဘုရားနဲ့တကွတန်ဃာတော်တွေကမနေ့ကြလို့ရှိရင် တော်တော်လေးထားထားပေးမယ်လို့ထားသားပြီလို့ရှိရင်ကျောင်းဝေယဝိဆာပေါ့လောက်တာပေါ့တပြည့်စီလဲတာတော့မကြုံတာတော့ပါလောက်ပြီလို့ရှိရင်ဆုံးကကတန်းကြွလို့မရသေးဘူးလူတွေကဓမင်းမရှက်လောက်သေးဓမင်းရှက်တဲ့အချိန်သူကစောင့်ရတာဟုတ်ခမန်းကြီးကတော့၈နှစ်ကို၉နှစ်လောက်မှကြည့်မှာဆိုတော့အဲ့ဒီအချိန်ကိုဒါတရားဆွေးနွေးကြတာရဟန်းတွေကဖះရလက်ထက်ရဟန်းတွေဆွေးနွေးတာနော်နောက်တစ်ခါညက်နေကြတယ် ညနေကျမ်းကျတော့ညကျညပိုင်းရောက်လို့ရှင်ဘုရားတရားဟောတော့တရားနာအာမအဲ့ဒီတရားမနာမညနေကျမ်းလေးအားနေတဲ့အချိန်လေးကိုတရားဆွေးနေတာဒါကြောင့်မို့လို့ဓမ္မတာကိစ္စာမှာကာလေနသင်္တလျောပတ်တော်အချိန်ဆိုတာတဲ့မနေ့သောသော အချိန်နဲ့ညနေကျမ်းအချိန်ကိုဆွေးနေကြတာများပါတယ်ဘုရားလက်ထက်ကအဒီဒီနေရာမှာပဲငါအရင်တော့ကသုတ်တန်တခုဟောဖို့ပါတယ်ဘောပကမောက်ကလာနာဆိုတဲ့သုတ်အဲ့ဒီသုတ်လေးကအဲ့ဒါအဒီဟာနဲ့အတူတူပဲ မောကောဝလမောကလနာတော့ကရှင်အာနန္ဒာဖះမရှိတော့ဖះပတိနိဗ္ဗာန်ဆန်းသွားပြီဖះပတိနိဗ္ဗာန်ဆန်းပြီးတော့နှစ်ပေါင်းအဲနှစ်လလောက်အကြာမှာရှင်အာနန္ဒာကဆုံးကကြွဆုံးကကြွဆုံးကခြင်းကစောနေစောနေတော့ဆုံးဒီချင်းကြောင်းရင်ဆုံးကဆုံးဆုံးရင်ရမှာမဟုတ်သေးဘူးငါဘယ်သွားရရင်ကောင်းမလဲဆိုတော့သူ့တငယ်ချင်းမောကလနာရှိတယ်ဂောဘကမောကလနာဆိုတငယ်ချင်းငါတငယ်ချင်းစီသွားအောင်မယ်ဆိုတော့ဝင်လိုက်လာဝင်ရင်းနဲ့အဲ့ဒီမှာဘသူနဲ့တွေ့တော့ဆိုတော့ဝိတ္တကာရပုံနာနဲ့သွားတွေ့တယ် အဲ့ဒီမှာရှင်အာနန္ဒာရဲ့သူတငယ်ချင်းဘောဘကမောက္ကလနာရဲ့ဝိသကာရပုံနာရဲ့၃ယောက်စကားစမ်းမိဆရာပြောတာစမ်းမိဆရာတော့မြတ်စွာဘုရားပဏိနိဗ္ဗာန်စာနဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ပြောကြတာအဲ့ဒါမျိုးကတော့တာကိစ္စာလို့ခေါ်တာပေါ့နော်အဲ့တော့တာကိစ္စာတရားဆွေးနွေးတာကလည်းပဲတဲ့ဒါမင်္ဂလာပါပဲအဲ့ဒီလိုပြောတာပေါ့နော်အဲ့ဒီမှာတာကိစ္စာကခွန်လာကလို့မတူတဲ့အခါကျတော့ဟောတော့ကတော့ ောတဲ့သူကဟောပြီလို့ရှိရင်နားတဲ့သူကငြိမ့်နာတာဖြစ်တဲ့အတွက်ဘာပဲပြောပြောဘာပဲဟောတရားဆုံးသည်တည်းတော့ပြီးသွားတာပေါ့ဒီမှာကျတော့တယောက်နဲ့တယောက်အပြန်အလှန်ဆွေးနွေးတာဖြစ်တဲ့အတွက်သူကပြောတာကိုကနားတော်ကိုကပြောတာသူကနားတော်ဖြစ်တဲ့အတွက်နှစ်ဖက်ကတော့ဟိုဓမ္မဘဝတုတ္တရှိမှဆွေးနွေးလို့ရမှာတစ်ဖက်ကမရှိရင်လုံးလို့မရဟိုဟိုနာတာကတော့ငြိမ့်တိုင်းနေရတာပဲလေကိတောင်ရှိဘူးဘာမှမပြောငြိမ့်တိုင်းနေရတယ် ီမှာတော့နှစ်ဖက်ဆွေးနွေးတာအဲ့လိုဆွေးနွေးတာဖြစ်တဲ့အတွက်အကျိုးတခါ꽈သွားတယ်ဓမ္မတဝနာနဲ့ဓမ္မသာကိစ္စနော်အဲ့ဒီလိုဆွေးနွေးလို့ရှိရင်ဘာတုတ်တက်မှုရမှာတော့ဆိုတော့ဖះဟောထားတဲ့တရားစကားတွေအပေါ်မှာတဲ့ရင့်ကျက်ပြီးတော့အတွေ့အကြုံများပြီးတော့အသိဉာဏ်ပေါ်ပြီးတော့တိုးလာနိုင်တယ်တဲ့သူအဲ့လိုပြောတာနော်ဒါဆွေးနွေးမှာ အဲ့ဘုရားလက်ထက်တုန်းကယဟန်တော်တွေကသူဘုရားတရားနားပြီးလို့ရှိရင်ဆွေးနွေးကြအပြန်လာပြောကြတာပေါ့နော်ဘုရားကိုယ်တိုင်လည်းပဲဒီတုတ်တန်တွေမှာတော်တော်များများတွေ့ရပါတယ်မန္တကိဆုံးကကြွားရင်စောနေလို့ရှိရင်တိတိတိကြောင့်ဝင်ပြီးတော့တိတိတိနဲ့ဆွေးနွေးတာစကားပြောတာတယောက်ရရနှစ်ယောက်ရရဆွဲတဲ့သဘောပါပဲမှန်ကတော့ဘုရားတော်ဘုရားအဲ့လိုလုပ်တော့သူကဝင်ပြီးတော့အဲ့ဒီလိုပြောတာကိုဒါဓမ္မတာကိစ္စလို့ခေါ်တယ်တရားစကားဟာဆွေးနွေးရမယ် မဆွေးနေလို့ကိုတယောက်တည်းဆိုလို့ရှိရင်ကိုယူထားတဲ့အယူကမှန်ရင်လဲမှန်မယ်မှားရင်လဲမှားမယ်ဆွေးနေလိုက်တဲ့ခါကျတော့ထွက်လာအဖြေထွက်လာတယ်မှားရင်လဲမှားမှန်းသိသွားတယ်နော်မှန်ရင်လဲမှန်မှန်းသိဟိုဘက်ဒီဘက်နှစ်ဘက်နှစ်ချက်ဆွေးနေတာသူကအကျိုးတော့ရှိတယ်အဲ့ဒီအကျိုးရှိတဲ့အတွက်မြတ်စွာဘုရားကခွဲဟောတာကိုကနဲ့မတူဘူးကိုကထိုင်းနာထောင်တာဖြစ်တဲ့အတွက်နားလဲခြင်းလဲလဲမယ်မလဲခြင်းလဲမလဲဘူးသိဝင်သားခြင်းလဲဝင်သားမှာမဝင်သားခြင်းလဲမဝင်သားဘူးခိစ္စမရှိဘူး ဒီအားကတော့မဟုတ်ဘူးသူကအပြန်အလှန်ဆွေးနွေးတာဖြစ်တဲ့အတွက်အဖြေကထွက်လာအဖြေထွက်တယ်အဲအဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရားကခွဲခေါ်ပြီးတော့ရတဲ့အကျိုးကလည်းပဲတဲ့ငါဘုရားဟောကြားတဲ့တရားဓမ္မတွေအပေါ်မှာပို့ပြီးတော့ဆွေးနွေးလို့ရှိရင်ကျွမ်းကျင်လာလိမ့်မယ်တဲ့မသိသေးတဲ့မမြင်သေးတဲ့အရာတွေပို့ပြီးတော့သိလာမယ်ပို့ပြီးတော့မြင်လာမယ်တဲ့အဲ့ဒီအကျိုးတွေရနိုင်တယ်တဲ့အဲ့ဒီအကျိုးတွေရတဲ့အတွက်ဆွေးနွေးတာကလည်းပဲ မင်္ဂလာပါပဲလို့မြတ်စွာဘုရားကအဲ့ဒီလိုခေါ်ခေါ်တယ်အထူးဆန်းတာတော့အဲ့ဒါလေးပါပဲတခြားတော့အထူးတော့မရှိဘူးဒါပေမဲ့လို့ခေါင်းကပြောသလိုပေါ့ဆွေးနွေးတယ်ဆိုတာတော့အပြာအလံအကြောင်းအရာကိုသိပြီးတော့မှဟိုသိတဲ့ပုံကိုချင်းဆွေးနွေးမှဆွေးနွေးတာလည်းပဲကောင်းတယ်ပြီးတော့ဘေးကနားထောင်ရတာလည်းကောင်းတယ်အဲ့ဒါခုခေတ်အဲ့ဒါတော်တော်လိုချင်တာအဲ့ဒါနဲ့ပါသလိုငါစဉ်းစားရင်းနဲ့ပြောမလို့ပါမုံဝါမှာအရှိလေဒီဆရာတော်ဆိုတာ ိုတော်မရှိတော့ဘူးပြန်တော်မူသွားပြီစာတော်တော်ကျွမ်းကျင်နေကျန်နေလဲရေးတယ်အဲ့ဒါသူ့เจ้าကငါညံ့နေလမ်းလျှောက်ရင်းနဲ့သွားတာဟာသူကဝန်းတာလားဥပိ္ပတာလာသမကောရောအားရင်တပိတော်เจ้าနဲ့တပိတော်ကစာသကားပြောချင်းနေတာလေပြောပက်မရှိလို့ပြောပက်မရှိလို့သူပြောလိုက်တာကမိုးချုပ်သွားတာငါမိုးချုပ်ကျတော့အဲမိုးကအဲ့တော့မိရလည်းပြက်တာညံ့နေမောင်းနေတာလာတော့ကတော့လမ်းလျှောက်ရင်းခဏဆိုပြီးသွားလိုက်တာမိုးချုပ်သွားအပြန်ကျမိရလည်းမောင်းတော့ငါအပြန်လို့မရတော့ဘူးချင်း ဲ့ဒါစိုက်ကားငါပြန်လာခဲ့ကျေတော်ကြီးတအားပြောတာသာသာဝန္ဒနာပါတာဩော်ဒါသာသမားတွေသာသမားချင်းချင်းတရားသမားဆိုလေတရားသမားချင်းချင်းတွေ့တဲ့အခါအဲ့ဒီလိုသူသိတာလေးတွေကိုသိတာသူမြင်တာကိုမြင်တာလေးတွေပြောရတာပြောရတာကိုအရသာလည်းရှိပါတယ်နော်အဘေးကထိုင်နားထောင်ရတာလည်းရသာရှိတယ်အဲ့လိုသာသမားတွေပြောရင်သိနားထောင်လို့သိကောင်းလားနော်အာကိုအများကြီးပုသုတရရတာဩော်ဒါကြောင့်မို့လို့မြတ်စွာဘုရားခွဲခေါ်တာဟိုကနဲ့မတူဘူးလို့နော် တရားနာတာနဲ့မတူသူကဘဝသူတာအများကြီးရတာငါဒါကြောင့်မြတ်စွာဘုရားကကာလေးနဓမ္မတာကိစ္စကိုမင်္ဂလာခွဲခေါ်တာဖြစ်တော့တယ်လို့နော်တာကိစ္စတရားစကားဆွေးနွေးတာဟာလည်းပဲကောင်းတယ်နော်အဲ့ဒါလေးကိုသိပြီးတော့ဒီကနေ့ဓမ္မတာကိစ္စမင်္ဂလာတရားနာရတယ်လို့နှလုံးသွင်းပြီးတော့ရည်သက်ချနော်ကဲလို့ရည်သက်ွက်ကိုင်းပြီးတော့ live ဆို